လျင်ပေးတင်ခဲ့သောဒေတာတွေမှရှိတဲ့ပြည်သူလူထုတွေဟာအာမခံနေနာကြီးဆိုတာထက်အလောက်ကင်ခွင်လန်းတွေကိုသာရှာဖွေဖန်တီးပေးဖို့လိုလားနေကြတယ်လို့စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြည်စုံက CNI သတင်းဌာနကိုပြောပါရယ်အလုတ်သမားတွေတကယ်လိုချင်တာကထောက်ပံ့ကြေးလို့ခေါ်တဲ့ငွေကြေးမဟုတ်ကြောင်းအခုအချိန်မှာအလောက်ကင်အလွန်ရှာပါပြီးအလုတ်လက်မဲ့တွေဖြစ်ပေါ်နေခြင်းကိုဖြေရှင်းရေးကအဓိကလို့မလျင်ပေးတင်ပြည်သူတွေကပြောပါရယ်မလျင်ပေးတင်ဒေတာတွေမှာအလုတ်သမားတွေဟာနေနာကြေးရဖို့အစားအလောက်ကင်ခွင်လန်းတွေဖန်တီးပေးရတာဖြစ်တယ်လို့စီးပွား ားရေးလုပ်ငန်းရှင်ဦးအောင်ပြည်စုံက CNI သတင်းဌာနကိုပြောပါရယ်။ငလျင်တန်းစိတ်ငြိမ်ရတဲ့ပြည်သူတွေရတယ်။တိုက်ရိုက်တော့အချင်းရောတွေ့ဝိုက်တော့အချင်းရောဆိုရင်ပိနေချီပြီးကျွန်တော်တို့ကသခိုင်းမန္တလေးကမေတီတော် မကွေးမကူးသာဖို့ရန်ကုန်ပေါ့နော်။နောက်ဆုံးဒီလိုတနင်္ဂနွေလုံးမှာဒီငလျင်ကျော်ရှိတဲ့နေရာတစ်လျှောက်လုံးမှာကျွန်တော်တို့ကထိခိုက်နေတာမှုတွေရှင်းပြီးအစားကြီးနေဖြစ်ခဲ့တော့ ဒီလူကြီးသိနေချီပြီးတော့ဖြစ်တဲ့အလုပ်သမားတွေအတွက်မင်းသားကြီးဆိုတာတဲ့ဟိုတဲ့မင်းသားကြီးကဘယ်လောက်ပေးမှာလဲကျွန်တော်ပြောတာ1000ပေးမှာလားသို့မဟုတ်1000သိန်းပေးမှာလားသို့မဟုတ်1000သိန်းပေးမှာလားဒီပမာဏတစ်ခုဘယ်လောက်လဲမသိသေးဘဲနဲ့ကျွန်တော်တို့ကမင်းသားကြီးကိုလိုချင်တာမဟုတ်ဘူးအမှန်တကယ်ပြောရရင်ကျွန်တော်တို့အလုပ်သမားတွေလည်းကျွန်တော်မေးကြည့်တယ်ဒီဝန်ထမ်းတွေလည်းဖြစ်စီပြင်ပမှာလုပ်လို့နေတဲ့သူတွေလည်းဖြစ်စီသူတို့ကအခုလိုအပ်နေတာသူတို့ကမင်းသားကြီးမဟုတ်အဲ့ဒါဗာလဲဆိုတော့လက်ရှိပြန်လဲထူထောင်ရေးကာလမှာသူတို့ရဲ့လုပ်ငန်းတွေပုံမအဆင်ပြေချောမွေ့စေဖို့အတွက်အကူအညီတွေဖြစ်ပါလေအဲ့ဒီနောက်အခြေခံလူတန်းသားတွေအလုပ်အကိုင်းတွေပြန်လဲရရှိရေးကိုလည်းအစိုးရအဖွဲ့ကစီမံ ဆောင်ရွက်ပေးတဲ့ကြောင်းဥအောင်ပြည်စုံကထောက်ပြပါတယ်။အရေးပေါ်ချမှတ်တဲ့ကျွန်တော်တို့စီကန်းနေဘူဟာရတွေလည်းဖြစ်နိုင်တယ်။ဒီအလုပ်သမားတွေတော်ကတခြားလုပ်ငန်းတစ်ခုခုတခြားအလုပ်တစ်ခုခုမှာပုံမှန်တိုင်းအလုပ်တံဝင်နိုင်ပြီးတော့စာဝတ်နေရေးအတွက်ပြည်လည်အောင်ဆောင်ရွက်ပေးဖို့အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးဆိုရဖွဲ့ရပဲဖြစ်ဖြစ်အလို့ဒီမှာဝန်ကြီးဌာနအရပဲဖြစ်ဖြစ်ဖြစ်မလေးတောင်းရပြရမှာအနေနှုံးအရင်ဆုံးလောက်ရမှာငလျင်တန်ရောက်ပြက်စီးပြီးအလို့လက်နဲ့ဖြစ်သွားတယ်အလို့ဒီမှာဥယီဆင်းရင်ကိုအရင်ဆုံးကျွန်တော်အောက်ဖို့လုပ်တယ်ဒီဖြစ်နေတဲ့နေရာတိုင်းကိုမလုံနိုင်ရင်တော့တိုင်းဒေသကြီးနဲ့ပြည်နယ်လားစိတ်လေတဲ့အလိုက်ကိုတာဝန်ကြီးပေးပြီးတော့ဒီအလို့ဒီမှာဒီအတွက်အလို့ကန်ခွင့်တန်းကြီးခံပြီးပေးဖို့ဥဒင်းလိုအပ်တယ်2025ခုနှစ်မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်မြေငလျင်ဆောင်နေပြည်တော်ကောင်စီအပအဝင်တိုင်းဒေသကြီးပြည်နယ်၁၀ခုမှာထိခိုက်ပျက်စီးခဲ့ရပြီးအိမ်နောက်စုတသိန်း၂ င်း8965စုလူဦးရေ63906ဦးငလျင်ပေးတင်ခဲ့ပါတယ်အဆိုပါငလျင်ပေးတင်သူ6သိန်းကျော်အနက်ကယ်ဆယ်ရေးစခန်း135ခုကိုပြောင်းရွှေ့နေထိုင်သူ48656ဦးရှိပြီးမိမိအစီအစဉ်နဲ့ပြောင်းရွှေ့နေထိုင်သူ35239ဦးရှိကြောင်းမိမိတို့နေအိမ်တွေမှာနေထိုင်လို့ရတဲ့အတွက်ဆက်လက်နေထိုင်သူ41311ဦးရှိကြောင်း DMC ရဲ့ AB23 ရဲ့စီရင်အရာသိရပါတယ်အလားတူနေပြ ီတော့ကောင်းစီအပါဝင်တိုင်းဒေသကြီးနယ်ပြည်နယ်စေကူမှာ AB 24ရဲ့ကနဦးစည်ရင်တွေအရလူနေအိမ်6354လုံးစာတင်ကြောင်း6852ကြောင်းဖုန်ကြီးကြောင်းနဲ့တိလရှင်ကြောင်း9484ကြောင်းဇေဒီပထို9342စုအခြားဘာသာရေးအဆောက်အဦ613လုံးဆေးရုံဆေးကန်986လုံးယထာလန်56ခုလန်281ခု အမြန်လန်ပိုင်း198ခုဆဲတမန်986ခုတရာ 190ဆင် Transformer 353လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပါဗျ။ငလီပြေးတင်ခဲ့တဲ့မန္တလေးတိုင်းဒေသကြီးမှာအသေးစားဆက်မှုလုပ်ငန်းတွေ အသေးစားကုန်ထုတ်လုပ်ငန်းတွေ၊ရက်ကန်နဲ့ယွန်းတယ်လုပ်ငန်းတွေ၊ပွဲရုံတွေ၊နေဆက်ကုန်သွယ်ရေးလုပ်ငန်းတွေ၊ကျောက်စစ်လုပ်ငန်းတွေစသဖြင့်လုပ်ကိုင်ကြပါတယ်။အလားတူစကိုင်းတိုင်းဒေသကြီးမှာလည်းအညာဒေသထွက်ကုန်ချမ်းတွေနဲ့တံပိုးမြေလူသုံးကုန်စားတောက်ကုန်များထုတ်လုပ်ခြင်း၊တပိုင်းတနိုင်ကုန်ထုတ်စီးပွားရေးလုပ်ငန်းတွေလည်းရှိပါတယ်။စကိုင်းတိုင်းဒေသကြီးအတွင်းအသေးစားဆက်မှုလက်မှုလုပ်ငန်းရှင်1889ဦးရှိပြီးရင်းနှီးငွေကျပ်3182တန်းရှိကတနည်းထုတ်လုပ်မှုကျပ်တန်းပေါင်း23,956.2 939တန်းရှိကြောင်းတိုင်းဒေသကြီးအသေးသာဆက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှသိရပါဗျာ။